မင်္ဂလာပါကလေးတို့ရေအခုမြင်တွေ့နေရတဲ့ပင်ကူလေးကတော့အကောင်လေးကအင်မတန်မှတင်းငယ်ပြီးတော့ဇဲလုံးလောက်ဝရိယရှိရှိနဲ့သူ့အလုပ်ကိုသူအရင်စူးစမ်းတဲ့ပင်ကူလေးပဲဖြစ်ပါတယ်။သူဟာတခြားပင်ကူတွေလိုမဟုတ်ဘူးကွ။သူကစကားအရင်နဲ့သူ့ရဲ့အလုပ်ကိုလည်းတည်တည်ချာချာလေးအာရုံစိုက်ပြီးတော့မှလုပ်တတ်ပါတယ်။ဒီတစ်ခါမှာတော့ဒီပင်ကူလေးအကြောင်းပုံမြင်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပုံမြင်လေးရဲ့နာမည်ကတော့စကားနဲ့၍အလုံးလုံးသောပင်ကူလေးဆိုတဲ့ KG ပုံမြင်လေးပဲဖြစ်ပါတယ်ကွ။ ဟိုးရှိရှိတုန်းကနေမီနီထွက်လာပြီးတော့လေးတွေတိုက်နေတဲ့နနေခင်းလေးတခုမှပေါ်ကွယ်ပင်ကူလေးတကောင်ဟာလေးနဲ့အတူလွင့်ပါလာပြီးတော့ငွေမြူရဲ့ခြံတစ်ချံရဲ့ခြံစည်းကိုအနာကိုကျသွားတယ်တဲ့အဲ့ဒီခြံစည်းကိုနားမှာပင်ကူလေးဟာသူ့ရဲ့အိမ်ကို ပိုက်ကွန်ပုံစံမျိုးစတင်ပြီးတော့ရလုပ်ပါတော့တယ်အဲ့ဒီအချိန်မှာမြင်းတကောင်ကရောက်လာပြီးတော့ဟီးဟီးဆိုပြီးတော့မြင်းစီမလားလို့မေးလိုက်တယ်ပင်ကူလေးက ဘာမှပြန်မပြောပဲသူ့ရဲ့အိမ်ကိုဆက်ပြီးတော့ရက်လုံနေတယ်။အိမ်နောက်ဝမ်းမာကြီးတကောင်ရောက်လာပြန်တယ်။ဝမ်းပဲဝမ်းပဲဆိုပြီးတော့မြစ်စိမ့်စိမ့်နဲ့ကာယူစားမလားလို့ဝေးလိုက်တယ်။ပင်ကလေးကဘာမှပြန်မပြောပဲသူ့ရဲ့အိမ်ကိုဆက်ပြီးတော့ရက်လုံနေတယ်။တိုးလေးတကောင်ရောက်လာပြန်တယ်။အဲအဲအဲမြခင်းစိမ့်စိမ့်ရှိတဲ့စီကို လိုက်မလားဆိုပြီးတော့လာမေးပြန်တယ်။ပင်ကလေးကဘာမှပြန်မပြောပဲ သူ့ရဲ့အိမ်လေးကိုပဲဆက်ပြီးတော့ရက်လောက်နေတယ်။စိတ်တကောင်ရောက်လာပြန်နဲ့ပဲပဲကွင်းပြင်မှာတွားခုံရအောင်လိုက်မလားဆိုပြီးတော့ပင်ကူလေးကိုလာမေးပြန်နဲ့ပင်ကူလေးကဘာမှပြန်မပြောပဲ သူ့ရဲ့အိမ်ကိုသာဆက်ပြီးတော့ရက်လောက်နေတယ်ကွ။ဝမကြီးတကောင်ရောက်လာပြန်တယ်။ကျမတို့နဲ့အတူရှုံ့ပွက်လူရအောင်ဆိုပြီးတော့လာခေါ်ပြန်တယ်။ပင်ကူးလေးကဘာမှပြန်မပြောပဲသူ့ရဲ့အိမ်ကိုသာဆက်ပြီးတော့ရှင်းလုံနေပါတယ်။ အဲ့နောက်ခွေးလေးတကောင်ရောက်လာတဲ့ဝေါဝေါဝေါဆိုပြီးတော့ကြောင်သွားလိုက်ရအောင်ဆိုပြီးတော့လာခေါ်ပြန်တယ်အဲ့မှာပင်လူလေးကဘာမှပြန်မပြောပဲသူ့ရဲ့အိမ်လေးကိုပဲဆက်ပြီးတော့ရလုံနေတယ်ကြောင်လေးတကောင်ရောက်လာပြီးတော့ညာညာခဏအရာအောင်လို့လာပြောတယ်ပင်လူလေးကဘာမှပြန်မပြောပဲသူ့ရဲ့အိမ်ကိုသာဆက်ပြီးတော့ရလုံနေပါတယ်အဲ့နောက်ဘဲမကြီးရောက်လာတယ်ကက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 ်ကန်နဲ့ ကန်နဲ့ရေသွားကူကြရအောင်လို့လာပြောပြန်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပိုက်ကုံထောင်ချောက်အိမ်လေးပြီးစီသွားပြီကို။နောက်ဆုံးမှတော့ကြပားကြီးရောက်လာပြီးတော့အော်ဤအော်ဆိုပြီးတော့အရန်ဆိုးတဲ့ဒီရင်ကောင်လေးကိုမပန်းချင်ဘူးလားလို့ပင်ကူလေးကိုလာမေးတယ်။ပင်ကူလေးဟာငင်းငင်းလေးပဲနေပြီးတော့ရွှက်ခနဲဆိုရင်ကောင်လေးကိုထောင်ချောက်ထဲဖမ်းလိုက်ပါလေရောကွယ်။ခဏအကြာညမောင်လာပြီးတော့စီခွက်တကောင်ရောက်လာတယ်။ ခုခုခုဆိုပြီးတော့ဒီလောက်လာတဲ့ပင်ကူအိမ်လေးဘသူလုံထားတာလဲလို့မေးတယ်။ပင်ကူလေးကငြိမ်နေတယ်။ငြိမ်နေမှာပေါ့ကွယ်ပင်ကူအိမ်လေးပြီးသွားလို့နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတာပေါ့ကွယ်။ကဲကလေးတို့ရေပင်ကူလေးရဲ့တနေတာကတော့အဲ့ဒီလိုအဆုံးသတ်သွားပါပြီ။သူဟာစကားများများမပြောခဲ့ပေမဲ့သူ့ရဲ့လောက်ရတွေကသူ့အတွက်စကားပြန်ပြောသွားပါတယ်။ကလေးရဲ့ဘဝမှာလည်းဒီလိုပါပဲ။ တခါတလေစကားနေခြင်းဟာရွှေပဲဆိုတဲ့စကားလေးကိုဒီပင့်ကူလေးကသင်ပြပေးသွားတာပါငင်းငင်းလေးနဲ့အာယုံဆိုင်ပြီးတော့ကိုယ့်ရဲ့ပန်းနိုင်အတွက်ဇွဲနှစ်ဘဲနဲ့လောက်ကင်ခြင်းဟာစကားပေါင်းများစွာထက်ပိုပြီးတော့တန်ဖိုးရှိပါတယ်ကိုယ့်ရဲ့ကြွန့်ကျင်မှုကိုပိုမိုတိုးတက်စေပါတယ်နောက်ဆုံးမှာပင့်ကူလေးဟာသူ့ရဲ့လှပ်ပါတဲ့အိမ်လေးကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်ဒီတော့ကလေးတို့ရောစကားနင်းနင်းနဲ့အလုပ်တစ်ခုကိုဇွဲလုံးလုံးရိယာနဲ့လုပ်ဖို့ပြင်ဆင်ပြီးပြီလားလို့